ယေရှုခရစ်တော်၏နာမ၌အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါလေ။ကောင်းသောမြေဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုဆင်ခြင်ခွင့်အယူလာဖို့ဖြစ်ပါလေ။ရှမတ်သေးခရစ်ဝင်အခန်းကြီး73အပိုင်းငယ်8အချို့သောအစီတို့သည်ကောင်းသောမြေ၌တာသဖြင့်အစ30အစ60အစ100ပွားများ၍အတီးတီးကြ၏ဒီနုကပတ်တော်ကတော့တခင်ယေရှု ဟောပြောခဲ့တဲ့ဥပမာတွေထဲကနေပြီးတော့မှအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဒီထဲမှာအတီးတီးချင်းနဲ့ဆိုင်တဲ့နေရာမှတစ်ခုကိုပေါ်ပြထားတယ်။အဲ့ဒါကတော့ကျဲလိုက်တဲ့မျိုးစေ့ဟာ ကောင်းသောမြေမှာကြာရောက်ဖို့ပဲ ဖြစ်ပါလေ။စဉ်းစားကြည့်အောင်သင်ကမြေတစ်ကွက်မှာမျိုးစေ့တစ်ခုခုကိုကျဲရဆိုပါစို့။သင်ကျဲလိုက်တဲ့မျိုးစေ့ကအရန်ကောင်းတယ်အပြည့်အနာစားလည်းမရှိဘူး။ ကျဲလိုက်တိုင်းအောင်နိုင်မဲ့မျိုးစိတ်မျိုးဖြစ်တယ်။ဒါပေမဲ့မျိုးစိတ်ဘလောက်ကောင်းကောင်းသင်ကျဲလိုက်တဲ့မြေနေရာကမကောင်းဘူးဆိုရင်အတီးဖြစ်ထွန်းမယ်လို့ထင်ပါသလား။ဒီတော့အတီးတီးလာဖို့ဆိုရင်မျိုးစိတ်တစ်ခုတည်းကောင်းယုံနဲ့မလုံလောက်ပါဘူး။အကျဲခံရတဲ့မြေနေရာကကောင်းသောမြေမှာကြာပုံရန်တော့အင်မတန်မှအရေးကြီးတာဖြစ်ပါလေ။သခင်ယေရှုကဒီကောင်းသောမြေအပြင်နောက်ထပ် မြေအမျိုးအစား၃မျိုးကိုလည်းပေါ်ပြခဲ့ပါတယ်။အဲ့ဒါကတော့ပထမမြေအမျိုးအစားကလမ်းမြေဖြစ်ပါတယ်။အကေရွေးတဲ့လမ်းမြေမှာတဲ့မျိုးစိတ်ကြားခဲ့မယ်ဆိုရင်တဲ့ညက်တွေကလာပြီးတော့ကောက်စားသွားမှာဖြစ်တယ်တဲ့။ဒုတိယမြေကကြောက်ပေါ်တဲ့မြေဖြစ်ပါတယ်။ကြောက်ပေါ်တဲ့မြေမှာမျိုးစိတ်ကကြားမယ်ဆိုရင်တဲ့အမြင့်မဆွေးနိုင်တဲ့အတော်ကြောင့်မလို့နေပူတဲ့အခါမှာ ညှိုးနှွမ်းပျက်စီးသွားမှာဖြစ်ပါတယ်တဲ့တတ္တမြေကတော့စူးမြေဖြစ်ပါတယ်မျိုးစေ့ကစူးပေါ်တဲ့မြေမှာနေရာကြမယ်ဆိုရင်တော့စူးပြင်တွေကညင်းစေ့တဲ့အတွားအပြင်ကကြီးထွားလာနိုင်မှာမဟုတ်ဘူးဖြစ်ပါတယ်တဲ့ဒီမြေမျိုးစား၃မျိုးလုံးကမျိုးစေ့ကိုအပြင်ပေါက်ပြီးတော့အတီးတီးဖို့မဖြစ်စေနိုင်တဲ့အကြောင်းတရားဖြစ်ပါတယ်ဒါဆိုရင်ညေဆိုတာကဘာကိုပုံဆောင်ပါတလဲ မြင်ဆိုတာက ကျွန်တော်ရဲ့နှလုံးသားဖြစ်ပါတယ်။တနည်းအားဖြင့်နှုတ်ကပတ်တော်အပေါ်မှာထားတဲ့ကျွန်တော်ရဲ့နှလုံးသားခံယူချက် အခြေအနေကို ဆိုလိုနေတာဖြစ်ပါတယ်။မြေလေးမျိုးဆိုတာက လူလေးယောက်နှလုံးသားလေးမျိုးကို ဆိုလိုနေခြင်းမဟုတ်ပါဘူး။လူတစ်ယောက်တည်းရဲ့နှလုံးသားကိုပဲ ဆိုလိုနေတယ်။ကြောင်လေးတတ်တဲ့နှလုံးသားအခြေအနေလေးမျိုးကိုပြောချင်တာဖြစ်ပါတယ်။တခါတည်းမှာကျွန်တော်ဟာလည်း နှုတ်ကပတ်တော်မျိုးစီကိုနှလုံးသားမြေ၄မျိုးနဲ့ခံယူမိနေတတ်ပါတယ်။လမ်းမြေကဲ့သို့သောနှလုံးသားနဲ့ခံယူမိတဲ့အချိန်တွေကြောက်ပေါ်တဲ့မြေကဲ့သို့သောနှလုံးသားနဲ့ခံယူမိတဲ့အချိန်တွေစူးမြေကဲ့သို့သောနှလုံးသားနဲ့ခံယူမိတဲ့အချိန်တွေပြီးတော့မှကောင်းသောမြေကဲ့သို့သောနှလုံးသားနဲ့ခံယူမိတဲ့အချိန်တွေရှိပါတယ်။သို့တော့ကောင်းသောမြေနဲ့ခံယူမိတဲ့အချိန်မှသာလျှင်နှုတ်ကပတ်တော်မျိုးစေ့အတီးကတီးလာမှဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင်အကျိုးကိုရရှိနိုင်မှာ ဖြစ်ပါလေ။အဲ့ဒီအကျိုးကအစ30မှာပြန်တက်မသွားအောင်အစ60မှာလည်းပြတ်တက်မသွားအောင်အစ100တည်းပွားများသွားမှာဖြစ်ပါလေ။အာမင်။ဆိုတော့အချိန်နဲ့၄မျိုးရဲ့အနက်တိတ်ပေကိုကြည့်ကြည့်ရအောင်။ခုနပြောခဲ့သလိုပဲမျိုးစေ့ကဗျာဒခင်နှုတ်ကပတ်တော်တရားစကားဖြစ်တယ်။မြေကတော့ကျွန်တော်ရဲ့နှလုံးသားပဲဖြစ်တယ်။လမ်းမြေမှာကြီးကျယ်အကြောင်းအရာကတော့ ဖျားတခင်ရဲ့တရားစကားကိုကြားပြီးတော့နှလုံးမတွင်းတဲ့အခါမှာနတ်ဆိုးကလာပြီးတော့မှနှုတ်ယူသွားတတ်တယ်လို့ဆိုလိုပါတယ်။ကြောက်ပိုးတဲ့မြေမှာကြေးချင်းအကြောင်းအရာကတော့တရားစကားကိုကြားတဲ့အခါမှာဝမ်းမြောက်တဲ့စိတ်နဲ့ချက်ချင်းခံယူပေမဲ့စိတ်နှလုံးမှာအမြင့်မဆွေးတဲ့အတွက်အမှုအခင်ညင်းစေးခြင်းတွေနဲ့ကြုံရတဲ့အခါမှာချက်ချင်းဖောက်ပြန်တတ်တယ်လို့ဆိုလိုပါတယ်။စုပြင်မှာကြေးချင်းအကြောင်းအရာကတော့တရားစကားကိုကြားပေမဲ့ ်လောကီအမှုမှာစိုးရင်ခြင်းအပြင်၎င်းစီးစိမ်ဥစ္စာရဲ့လေစာခြင်းအပြင်၎င်းလွမ်းမှုပြီးတော့မှအသီးမသီးနိုင်ဘူးလို့ဆိုလိုပါတယ်နောက်ဆုံးကောင်းတော်မြေမှာကြည်ခြင်းအကြောင်းအရာကတော့တရားစကားကိုလည်းကြားပြီးတော့နှလုံးနိုင်လဲသွင်းတဲ့အတွေ့အကြုံမလို့အစတရားထိတိုင်အောင်အသီးသီးနိုင်တယ်လို့ဆိုလိုပါတယ်မိတ်ဆွေဒီကနေ့ကျွန်တော်တို့ဘာမြင်တဲ့နှုတ်ကပတ်တရားစကားကို ခံယူမိနေပါတည်းလဲ လမ်းမြေလားကြောက်ပေါ်တဲ့မြေလားစူးမြေလားဒီမြေသုံးမျိုးနဲ့ခံယူမိနေရင်တော့ပရားစကားကိုကြားနေရတော့လဲကျွန်တော်တို့အတွာအကျိုးမရှိဘူးဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ဒီမြေသုံးမျိုးလုံးကအတိမတိနိုင်ဘူးလို့တခင်ယေရှုကိုယ်တိုင်ပေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ရဲ့နှလုံးသားဟာကောင်းသောမြေဖြစ်ဖို့လိုအပ်ပါတယ်။တနည်းအားဖြင့်တရားစကားကိုကြားယူမြတာမဟုတ်ဘဲနဲ့ ကြားပြီးတဲ့အခါမှာနှလုံးသွင်းလက်တွေ့လိုက်လျှောက်ဖို့လိုအပ်ပါလေနှုတ်ကပတ်တော်ကိုကြားယုံမျှတာဆိုရင်ဖြာချောင်းသွားတဲ့လူတိုင်းကကြားနိုင်ပါတယ်ဒါပေမဲ့လူတိုင်းပြောင်းလဲဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူးဘသူတွေကအမှန်တကယ်ပြောင်းလဲပြီးတော့အတီးတီးသွားလဲဆိုရင်တော့ကောင်းတော့မြင်တဲ့နှုတ်ကပတ်တော်ကိုခံယူရတဲ့သူတနည်းအားဖြင့်နှုတ်ကပတ်တော်ကိုကြားပြီးတော့နှလုံးသွင်းလိုက်လျှောက်တဲ့သူကပြောင်းလဲသွားတာဖြစ်ပါတယ် နှုတ်ကပတ်တော်ရဲ့အသီးသီးချင်းအကျိုးကိုသူတို့ကပဲခံစားသွားကြတာဖြစ်ပါတယ်။တုတ်တန်ကျန်းအခန်းကြီး16အပိုက်ငယ်နှစ်ထဲမှာလူဒီမိမိကျင့်သမျှတော်အကျင့်တို့ကိုနှစ်တက်တည်းဤထာဝရပြာမူကစိတ်တဘောတို့ကို ချိန်တော်မူဤလို့ပေါ်ပြထားပါတယ်။တဘောကတော့ဘုရားသခင်ကတင့်ရဲ့အပြင်ပန်းတဒန်းအကျင့်တွေထက်သင်ရဲ့စိတ်နှလုံးကိုပို့ပြီးတော့စိတ်ဝင်စားတယ်လို့ဆိုလိုပါတယ်။ဟုတ်ပါတယ်။ ဘုရားတခင်ကသင်္ဘလုံပုံစံဝတ်ပြီးတော့မှဖြာကြောင်းလာတဲ့သင်္ဘလုံပုံစံနဲ့ဘုရားတခင်ကိုချီးမွမ်းနေတယ်သင်ဘုရားကျောင်းရဲ့ဘေးနေရာမှာထိုင်နေအရှိမထိုင်နေအနောက်မှာထိုင်နေဒီအရာတွေကိုဘုရားတခင်စိတ်မဝင်စားပါဘူးဘလုံးနှလုံးသားနဲ့ဘုရားတခင်ကိုချီးမွမ်းနေတယ်လေဘလုံးနှလုံးသားနဲ့ဘုရားကျောင်းသက်တယ်လေဘလုံးနှလုံးသားနဲ့နှုတ်ကပတ်တော်ကိုခံယူမလဲဆိုတာကိုပဲဘုရားတခင်ကပို့ပြီးတော့စိတ်ဝင်စားပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဟာ အမှုအရာတိုင်းမှာကောင်းသောမြေကဲ့သို့သောနှလုံးသားရှိဖို့ရန်အတွက်လိုအပ်ပါတယ်။ကောင်းသောမြေနဲ့ချီးမွမ်းဖို့လိုတယ်။ကောင်းတဲ့မြေနဲ့ကူညီဖို့လိုတယ်။ကောင်းတဲ့မြေနဲ့နှုတ်ကပတ်တော်ကို ခံယူဖို့ရန်အတွက်လိုအပ်တယ်။ဘုရားတခင်ကအဲ့လိုကောင်းသောမြေနဲ့လှုပ်ဆောင်တမျှမှာပဲအဲ့ဒီလှုပ်ဆောင်မှုပေါ်မှာအတီးပီးစီမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ခြေရတဲ့ညီကောင်မောင်တို့ကျွန်တော်တို့ဟာကောင်းသောမြေနှလုံးသားနဲ့ ပရားစကားကိုခံယူနှလုံးသွင်းပြီးတော့ပါအစ30အစ60အစ100အထိတိုင်အောင်နှုတ်ကပတ်တော့အသီးသီးတော့သူများဖြစ်ပေါ်ရန်တော့ဝေငါပါတယ်ရောက်စီတိုင်းမှာပြန်ရှိအထူးကောင်းကြီးပေးပါစေ